အယုတ်ဆိုင်ကအကျဉ်းသားညသကောင်ရဲ့အချိန်ဂျက်ဖရီဆိုတဲ့လူဟာဘာကားဆိုင်ကိုအမိုးကနေဖောက်ထွင်းဝင်နေပါ ರೀ နောက်နေ့မနက်မန်နေဂျာနဲ့ဝန်ထမ်းတွေရောက်လာတော့ဂျက်ဖရီကတန်းနဲ့နဲ့ချိန်လိုက်တယ်ဒါပေမဲ့ဘသူကမှမထိခိုက်စေရပါဘူးလို့ဂရီပေးပြီးကောက်အင်းကြီးတွေဝေခိုင်းကရေခဲခဲနဲ့ခေါ်သွား ರೀ မန်နေဂျာကအင်းကြီးမပါလို့ချမ်းနေတာတွေ့တော့ဂျက်ဖရီကသူ့ရဲ့ကုတ်ကိုချုပ်ပေးလိုက်တယ်ပြီးမှမီးကန်တစ်တာတွေကပတ်စံနေအကုန်မပြီးရေကားကိုရှောင်းကထွက်ပြေးသွား ರೀ ဒီအဖြစ်ပြက်တိမတိုင်ခင်နှစ်နှစ်တုန်းကဂျက်ဖရီဟာစစ်မှုရဟန်းတယောက်ဖြစ်ပြီးကွာရှင်းထားတဲ့ဖာကီမှာ ကလေးသုံးယောက်အတွက်ပတ်စံမနေရှာနေရပြီးသူသမီးဖန်ကြီးရဲ့မွေးနေ့မှာအယုတ်ဟောင်းတွေကိုပဲလက်ဆောင်ပေးနိုင်မှာရီသူစင်ရနေတာကိုသူတငယ်ချင်းစစ်မှုရဟောင်းစတိပကိုပြောပြတော့စစ်ပညာကတာမန်ဘွားမှာတိတ်အတုံးမဝင်ကြောင်းဒါပေမဲ့မင်းမဘသူမှမမြင်နိုင်တာကိုမြင်နိုင်တဲ့ထူးခြားအကဲခံနိုင်စွမ်းရှိတယ်လို့ထောက်ပြပါရီဒီနေ့ဂျက်ဖရီကကလေးတွေကိုဘာကားဆိုင်မှာသူတို့မိတာနာနဲ့ထားခဲ့ပြီးပတ်စံပူရှာပါမယ်လို့ဂရီပေးပေမဲ့တာနာကမယုံတော့ဘူးသူတို့ထွက်သွားတော့ဘက်ဂီဟာသူ့အဖေလက်ဆောင်ကိုကားထဲမှာပြစ်ထားခဲ့တာတွေ့ပြီးဂျက်ဖရီစိတ်ပြတ်သွားတယ် ။အဲ့ဒီအချိန်ဆိုင်မိုးပေါ်တက်ပြင်းနေတဲ့လူကိုမြင်ပြီးအကြံတစ်ခုရသွားတယ်။ချက်ချင်းဆိုင်ထဲကိုဝင်သွားပြီးဝန်ထမ်းတွေဘာလုပ်လဲ၊ဘယ်နေရာမှာပါရှိလဲဆိုတာကိုခဏလေးတွေးမှပဲလေ့လာလိုက်တယ်။နောက်ပိုင်းနေ့တွေမှာ Jeffrey ဟာဘာဂါဆိုင်45ဆိုင်ကိုအမိုးဖောက်ပြီးဓားများတိုက်ခဲ့တယ်။သူ့ရဲ့ရာဇဝတ်မှုတွေကြောင့်နာမည်ကြီးလာပြီးအမိုးသမားလို့ပါနာမည်ပြောင်ရလာတယ်။သူကိုလူစုအဖြစ်မီဒီယာတွေကပြောကြပေမဲ့ဓားများတိုက်ခံရတဲ့ဝန်ထမ်းတွေကတော့စိတ်ထားကောင်းသူလို့ပြောကြတယ်။ဒါပေမဲ့မျက်နှာဖုံးအမြဲဝှက်ထားလို့သူ့ရုပ်ကိုဘယ်သူမှမသိကြဘူး။ အခု Jeffrey ဘဝပူကောင်းလာပြီ။ TV အကောင်းစားဝေလာနိုင်တယ်လို့။တမီးမွေးနေ့မှာ TY ၊ကိမုံနဲ့သူလူချင်းနဲ့စပိန်ထီပါလက်ဆောင်ပေးလာနိုင်ပါ ರೀ ။ Steve ကတော့သူ့ကိုတန်တရားတွေဝင်လာ ರೀ ။အဲ့ဒီအချိန်မွေးနေ့ပွဲကိုရဲတွေရောက်ချလာ ರೀ ။ Jeffrey လည်းတောင်ကုန်းဘုံကထွက်ပြေးတယ်။ဒါပေမဲ့ချော်လဲပြီးတော့လိမ့်ချသွားတာကြောင့်တမီးဘက်ကြီးမြင်ကွင်းရှိမှာပဲရဲတွေဖမ်းမိသွား ರೀ ။ Jeffrey ထောင်15နှစ်ချမှတ်ခံရ ರೀ ။ထောင်တွေကနေဘက်ကြီးစီကိုဖုံးခေါ်ခွင့်ရပါမယ်။သူမိမတာနာနောက်ဘဲရနေပြီဆိုတာသိလိုက်ရ ರೀ ။ဒါနာကလေးသူ့ကိုစကားမပြောဘဲဘက်ကြီးကိုဖုံးချခံလိုက်တယ်။ ဂျက်ဖရီကလည်းဒေါသထွက်ပြီးတည်ယူလာတဲ့မိသားစုဓာတ်ပုံတွေကတာနာရဲ့မျက်နှာကိုစုပ်ဖြဲပြစ်လိုက်တယ်။ဂျက်ဖရီဟာထောင်တွင်းအလုပ်ရုံမှာအလုပ်လုပ်ရင်းဝန်ထမ်းတွေရဲ့လုံယိုးလုံစင်တွေအထူးသဖြင့်ပစ္စည်းပို့ကားရဲ့အသေးစိတ်တွေကိုလေ့လာတယ်။ထွက်ပြေးဖို့အစီအစဉ်ဆွဲပြီးလိုအပ်တဲ့ပစ္စည်းတွေကြိတ်ပြင်ဆင်နေခဲ့တယ်။ဒီနေ့ဂျက်ဖရီဟာရေမောင်းပြောင်းဝင်လာတာကိုမြင်ပြီးခွက်ထားတဲ့တစ်သားပြားကိုအမြန်ယူကောက်ကိုဝင်ပုံပြီးတစ်သားပြားကိုကောက်ပေါင်ထဲကိုထည့်ကပုံနေလိုက်တယ်။ဂိမ်းမောင်လုံးချုံကြီးကမှန်တဲ့စစ်ပေမဲ့မတွေ့ပဲလွတ်မြောက်သွားပါတော့တယ်။နိုင်နေငယ်ကြတော့ကားသမားကရက်ပြီးလမ်းပေးအပေါ်ပါသွားတယ် ဂျက်ဖရီလည်းအခွင့်အရေးယူပြီးဒေါ်ရီကိုထွက်ပြေးသွားသည်။ထောင်ရင်းကြီးတွေချုပ်ပြီးတာမန်အဝေးစားတွေဝတ်တယ်။ပြီးတော့လမ်းမတစ်ခုစီကိုသွားပြီးတာမန်လူလူခတ်တီတီနဲ့ကာတာစီမြို့ရဲကိုပြန်ရောက်လာသည်။သူ့ရဲ့သမီးလေးစပိန်စီနီယာကိုအဝေးကချောင်းကြည့်ပေမဲ့ရဲတွေလိုက်လာမှဆိုလို့သမီးနာမကန်နိုင်ပါဘူး။ညနေပိုင်းမှာစတီးဗ်ကိုဖုန်းခေါ်ပြီးနိုင်ငံပြန်မထွက်ဖို့အကူအညီတောင်းနေ။စတီးဗ်ကသတင်းတွေမှာသူ့အကြောင်းတွေကြည့်ပဲလို့ပြောပြီးဒလာလောက်ခဏငြိမ်ခိုင်းလိုက်တယ်။အဲ့ဒီအချိန်ရဲကားတစ်စီးအနာကနေရက်လာတော့ဂျက်ဖရီပြသွားပြီး ဒါပေမဲ့လမ်းတစ်ဖက်ကကစားစရာဆိုင်ကိုမြင်သွားပြီးအတွေးပေါ်လာ ड़ी ချက်ချင်းဈေးဝယ်လေးကိုယူပြီးဝယ်သူဟန်ဆောင်ရင်းအထဲဝင်သွား ड़ी ခဏလောက်ရှောက်သွားရင်းနဲ့တန်းမြင်ခန်းကိုဝင်သွား ड़ी အိမ်သာဘောကနေမျက်နှာချက်ကိုလမ်းဖောက်ပြီးတက်ပုံးနေလို့ရဲဝင်လာပေမဲ့မတွေ့သွားဘူးဆိုင်းပိတ်သွားတော့ Jeffrey အောင်ဆင်းလာပြီးရုံးခန်းထဲကိုဝင်သူတယောက်တည်းကြံမကြံသေးကြောင် CCTV တွေသုံးပြီးလိုက်စစ်တယ်ပြီးတော့ပင်မ area တွေကိုဝင် CCTV ဒီနေရာတွေကိုအမြန်မှတ်ပြီးရှောင်သွား ड़ी အတန်းရှိတစ်ခုကိုသုံးပြီးကလေးမုံဘူးတွေကိုယူစား ड़ी ရုံငန်းတွေကသတင်းတွေကြည့်ပြီးသူ့ကိုဖမ်းမှုလုပ်နေတဲ့စစ်စင်ရေးတွေကိုလိုက်ကြည့်တယ်။အကြမ်းဖက်သမားလို့အပြောခံရခြင်းဒေါသထွက်ပြီး TV ပိတ်အပေါ်တက်အိတ်လိုက်တယ်။နောက်ညနေမှာလုံခြုံရေးစနစ်ရဲ့လက်ဆွဲစာအုပ်ကိုရှာတွေ့သွားပြီး CCTV စက်တွေကိုခဏရက်လိုက်နိုင်တယ်။ Jeffrey တယောက်မုတ်စိတ်ပြားဆွဲပြီးစိုက်ထဲမှာတောင်းကြမှာတော့ကြားလုံးနေတထောကြီးယူနေရင်စပိန်ကောင်နာနေရာမှာနေရာလို့ရှိတာတွေ့သွားလို့မှုရာရီဝေးစားရီယူလာပြီးသူ့အိမ်လိုလုံနေလိုက်တယ်။ရဲအတွက်ကြ Jeffrey ဟာကစားစရာဆိုင်နဲ့ဆက်နေတယ်။နေကင်းလူတွေဈေးဝယ်နေခြင်းအိတ်တယ်။ ညကြမှထွက်ပြီးအယုတ်တွေနဲ့ဆော်ရင်အပန်းဖြေတယ်။အလူတစ်တာကနေအဝတ်တက်နေယူ၍တန်းစင်ကမ်းမှာရေချိုးတယ်။ဒါပေမဲ့ယဲရီကသူ့ကိုလက်မလျှော့သေးဘူးဆိုတာသတင်းကနေသိနေရတယ်။တညဆိုင်မှာခလေး CCTV စက်တွေရောင်းတာတွေ့တော့ဆိုင်နဲ့ရုံးခန်းအနှံ့လိုက်ခိုးတက်ပြီးဝန်ထမ်းတွေကိုခိုးနှားထောင်နေ။တရက်လီဆိုတဲ့ဝန်ထမ်းကောင်းမလေးကအထက်ရာရှိမေ့ချ်ကိုတပတ်ချားတစ်ခါပိတ်ရက်တောင်းနေတာကြားလိုက်တယ်။သူမဟာမကြခင်ကကွာရှင်းထားပြီးကလေးထိမှုကိစ္စရှိနေလို့ပါ။ဒါကိုမေ့ချ်ကခွင့်မပြုလို့ဂျက်ဖရီကစိတ်မကောင်းဖြစ်သွားတယ်။ ဂလီထိုင်း CCTV ရတဲ့ဆင့် major password ကို Jeffrey တိသွားလို့ Sire စနစ်ထဲဝင်ပြီး Lee ရဲ့အလုပ်ချိန်ကိုပြောင်းပေးလိုက်တယ်။မကြာခင်မှာမီဒီယာနဲ့ရဲတွေက Jeffrey ပေါ်စိတ်ဝင်စားမှုရော့သွားတော့ညဘက်အပြင်ထွက်ရဲလာတယ်။နောက်နေ့အရေးပေါ်ထွက်ပေါက်တော့ကိုပြင်ပြီးသူစိတ်ချဝင်ထွက်နိုင်အောင်လုပ်လိုက်တယ်။ဆိုင်ကစပိန်တစည်းကိုကောက်စီးဖုန်းရုံကိုသွားပြီး Steve ကိုဖုန်းဆက်ဖို့ကြိုးစားတယ်။ဒါပေမဲ့ Steve ရဲ့ချစ်သူ Michelle ကဖုန်းကင်ပြီး Steve ကအာဖဂန်နစ္စတန်ကိုထွက်သွားပြီးဒီဇင်ဘာမှပြန်လာမယ်လို့ပြောလိုက်တယ်။ Jeffrey သူ့အိမ်ကိုဖုန်းခေါ်ကြည့်တယ် ။ဘက်ကီကအဖေအစ်စ်နဲ့ပြောနေတဲ့အတန်ကြားလိုက်ရလို့စကားမပြောရဘူး။ဒေါနာကတစ်ဖက်ကဖုန်းကအတန်တိတ်နေတော့ Jeffrey Mann ရိတ်မိပြီးနောက်တစ်ခါဖုန်းခေါ်ရင်ရဲတိုင်မယ်လို့ပြောလိုက်တယ်။သူမိမစီကအဲ့လိုပြောခံရတော့ Jeffrey ဖုန်းချပြီးတော့ငိုတယ်။အဲဒီညမှာစတီပြန်လာမဲ့ရက်ကိုရေတွက်ဖို့ပြက်ကရင်ချိတ်ဆွဲပြီးအယုတ်တွေကိုလည်းစိတ်ပေါက်ပေါက်နဲ့ထုရိုက်ပြလိုက်တယ်။တနေ့ဝင်းနန်းတူကိုကြားလုံးခုရလို့မစ်ကအောက်လုံးစကလုံးနေနဲ့ဆွဆွဲနေချိန်လီကဝင်းနန်းဘက်ကဝင်ကာကွယ်ပြီးတယ် ဂျက်ဖရီကသူ့ကြောင့်ဆွဆွဲခံရတာစိတ်မကောင်းဖြစ်ကညနေရောက်တော့သူယူထားတဲ့ကြားလုံးနေအကုန်ပြန်ထားလိုက်တယ်။နောက်နေ့လီကဖျားเจ้าမှာပရာဟိတပွဲအတွက်မေ့ရှ်ကိုအယုတ်လူဖို့တောင်းဆိုရင်မေ့ရှ်ကတော့ဆိုင်ကားပြည့်စည်တွေကိုတစည်းတောင်အလကားမပေးနိုင်ဘူးလို့ညင်ပြီးလီရဲ့ပရာဟိတပွဲဖိတ်စာကိုအမိုက်ပုံးနဲ့လွှင့်ပစ်လိုက်တယ်။ဂျက်ဖရီလည်းစိတ်ပေါက်ပြီးအယုတ်တချို့ကိုခိုးဖျားเจ้าပြန်မှာသွားထားပြီးတယ်။ဒါပေမဲ့အတော်ကြီးတယောက်မြင်သွားပြီးအထဲကိုအတင်းဖိတ်တော်တယ်။ဂျက်ဖရီကဓမာတီးဆိုနေတဲ့လီကိုမျက်တောင်မခတ်စရန်ငေးကြည့်နေမိတယ်။ဓမြကြီးဒီကောင်မလေးကိုကျွေးနေပါပြီ။ ဂျက်ဖရီလည်းမထူရဘူးဆိုပြီးဖျားเจ้าကကြွေးတဲ့နေလေစာကိုကြိတ်ဖို့ဆက်နေလိုက်တယ်။မြို့ရဲကိုအစ်စ်ပြောင်းလာတဲ့ဂျုံမာလို့ဒေသခံတွေအကုန်လုံးကိုလိမ်ပြီးလီနဲ့ပါဝင်ရောလိုက်တယ်။လီကဂျက်ဖရီကိုပရာဟိတသမားဆိုပြီးစွတ်အထင်ကြီးနေတာပါ။ဘဝအကြောင်းပြီးတော့အစိုးရအတွက်လှည့်ဝတ်အေဂျင့်လို့လိမ်ပြောလိုက်တယ်။ဂျက်ဖရီကိုအကုန်လုံးကဝိုင်းသဘောကျနေပြီးနောက်ပွဲတွေပါလာဖို့အတွက်ဖိတ်ကြတယ်။ဂျက်ဖရီလူရော့တိုအောင်သွားပြန်တိုက်ကြည့်ပေမဲ့သွားရီကအယမ်းနာနေတယ်။အဲ့ဒါနဲ့ဆိုင်ကဂိန်းခွေတွေခိုးပြီးသွားပေါ။ရရဲပတ်စံနဲ့သွားဆရာဝင်စီသွားပြတယ်။ပိုရဲပတ်စံနဲ့အဝေးအစားတွေပါဝယ်ဝေးလိုက်တယ်။ ။နောက်ဖျားကြောင်ပွဲသွားတက်တော့ဂျက်ဖရီကိုရှိသမျှမိန်းမတွေကဝိုင်းကြွေပြီးစော်ကြည့်ပဲဖြစ်သွားပါပြီ။ရဲလောက်ဖူးတဲ့မိန်းမတယောက်ကဒီမျိုးလေးမှာထောက်လန်းရေးဌာနရှိတာကိုအံ့ဩနေတော့ဂျက်ဖရီကလှစ်ဝတ်မှုအသေးစိတ်ပြောပြလို့မရဘူးလို့ဂျင်းထည့်လိုက်တယ်။ပွဲပြီးလီကဂျက်ဖရီကိုရှင်ကျိတ်ကင်းနေရလားလို့မေးလိုက်တယ်။ဂျက်ဖရီကကျွန်တော်ယောက်ျားစစ်စစ်ပါလို့အာမခံတော့စစ်မစစ်တိရအောင်တွဲမလားမေးလိုက်တယ်။ဂျက်ဖရီလည်းပုတ်တင်ညိုကြီးခေါင်းငိမ့်တယ်လို့ရင်ငတ်တုံးရေရင်းနဲ့ကြအဆက်မပြတ်ငိမ့်လိုက်တယ်။ပထမဆုံးထိတ်မာရင်လီအိမ်ရောက်သွားပြီ။အရာပေါ်မှာနှစ်ယောက်သားဆော့ကြတယ်။ပြီးတော့မ ။လီကသူမမှာတမီးတွေရှိကြောင်းပြောပြတော့ Jeffrey ကနွားဖြစ်ခံမယ်လို့ပြုံးပြုံးကြီးပြောလိုက်တယ်။ပေးရမှာ Jeffrey လီတမီးတွေနဲ့ပါသွားတွေ့တယ်။ဒါပေမဲ့အဆောက်အအုံအမေတငယ်ချင်းအဖြစ်မိတ်ဆက်လိုက်တယ်။အငယ်မလီကဒီကိုသူအကြိုက်ဆုံးဗီဒီယိုဂိမ်းတွေလက်ဆောင်ပြီးတော့ပျော်ပြီးတော့ဖတ်လိုက်တယ်။ဒါပေမဲ့အကြီးမလင်စေးကိုတချင်းခွေလက်ဆောင်ပြီးတော့အငင်းခံလိုက်ရတယ်။ဒါပေမဲ့ Jeffrey ဟာဒီနယ်ကစားနေရင်ဖခင်တယောက်လိုပြန်ခံစားလာရတယ်။ Jeffrey လီနဲ့တောက်လျှောက်ဆက်တိတ်တယ်။ဖះเจ้าပွဲတွေအကုန်တက်ပြီးတမီးတွေနဲ့ရင်းနှီးဖို့ကြိုးစားတယ်။ ဒီနေ့အစီအပြေပေမဲ့လင်စီကတော့လက်မခံသေးဘူးလီကိုအန်နိုင်မှုအတွက်ဗီဒီယိုဂိမ်းတွေကိုထပ်ခိုးပြီးတော့ပြန်ရောင်းမြန်နေသူ့ကိုလူတွေမှတ်မိသွားမှာကိုကြောက်နေတော့မို့ဂျက်ဖရီကလီကိုတခြားနေရာပြောင်းပြီးဘဝအသစ်ထူထောင်မှုနားချပေမဲ့လီကငင်းနေတညမှာဂျက်ဖရီတန်းစင်ငယ်နဲ့ရေချိုးနေတော့အတန်တန်ကြားလိုက်ရတယ်မေ့ရှ်ကဆိုင်မှာရောက်နေပါပြီအဝိတီကဆိုင်ရှောက်လမ်းမှာလှမ်းနေတာမို့မေ့ရှ်ရုံးငယ်နဲ့ကိုရောက်နေတော့ကိုလုံးနီးနဲ့အမြန်ပြေးထွက်လာပြီးအဝိတီကောက်ဝေးတယ်ဒါပေမဲ့မိမွေးတိုင်းဖမွေးတိုင်းဖြစ်နေတဲ့ဂျက်ဖရီကိုမစ်မြင်သွားပြီးမျက်လုံးပြူမျက်စံပြူနဲ့အထဲပြန်ဝင်ပြေးတယ် ဂျက်ဖရီကနောက်ဖီးတကားအလန်းကိုဖွင့်ပြီးထွက်ပြေးဟန်ဆောင်မိမဲ့အချိန်မီလိဝတ်နေရာကိုပြန်ဝင်ပုန်းလိုက်တယ်။မေ့ရှ်ကရဲကိုဖုံးခေါ်လိုက်တယ်။မကြာခင်မှာရဲတွေရောက်လာပြီးဆိုင်ကိုပိုက်စိတ်တိုက်ရှာကြပေမဲ့ဂျက်ဖရီကိုမတွေ့ကြပါဘူး။ဒါပေမဲ့ CCTV recording နေပြက်နေတာကိုသတိထားမိသွားတယ်။မေ့ရှ်ကလည်းဂိမ်းခွေတွေပျောက်နေတာပြောပြပြီးလုံခြုံရေးပူကောင်းအောင်လုပ်မယ်လို့ကြိမ်းဝါလိုက်ပါတယ်။ဒီသတင်းကမီဒီယာမှာပါလာပေမဲ့ဂျက်ဖရီကတော့လီနဲ့တွေ့ဖျားချောင်းပွဲတွေစတဲ့နေတော့မှာပဲ။ ဂျေဇရော်နေ့ညစာစားပွဲမှာလီယမ်မိတ်ဆွေတွေကကစားစရာဆိုင်ဓမြကြောင်းလီလုံဂျုံကြီးအတွက်စိုးရိမ်ပြီးအလုပ်ထွက်ဖို့အတွက်ပြောကြသည်။ဂျက်ဖရီကတော့ဓမြကအန်နီယမရှိဘူးလို့ပြန်ပြောလို့လူတွေကတိတ်မကြေကြဘူး။အဲ့ဒီအချိန်အကြီးမားလင်စီကဒေါသတကြီးနဲ့အမေကအလုံးမပါပဲအများရန်အချိန်ကုန်နေတယ်လို့အော်ပြောပြီးထွက်သွားသည်။နောက်နေ့ဂျက်ဖရီစတီဗ်ကိုဖုန်းဆက်တော့သူ့စော်ပြန်ခိုင်းပြီးစတီဗ်ရဲ့မက်ဆေ့ကိုပြန်ပြောရင်းနောက်နေ့တနင်္ဂနွေနေ့လာတွေ့ဖို့ချိန်လိုက်တယ်။ဒီကြားရဲဂျက်ဖရီကလီနဲ့လင်စီတို့သားမီကိုပြန်တက်အောင်လို့စီရုံးမိမယ်။ရန်ထပ်ပြီးတော့ဖြစ်ကြပြန်နေတယ်။ ဂျက်ဖရီကဝင်ဖြန်ပြင်းရင်းလင်းစေးကိုကောင်းပေါင်းတင်ပေးမယ်ကားဝယ်ပေးဖို့သွားကြသည်အစမ်းပေါင်းချိန်မှာဂျက်ဖရီကဆရာကြီးထားလို့ပြတော့တမီးနှစ်ယောက်ကကြွေသွားကြသည်လီကတော့လန်သွားပါသည်ဂျက်ဖရီကကားရောင်းသမားကိုငွေပုံပေးပြီးအကြီးမားကိုကောင်းပေါင်းခွင့်ပေးခိုင်းလိုက်သည်လင်းစေးကကြောက်ကြောက်နဲ့မောင်းကြည့်ပြီးအစင်ပြေသွားတော့ဆက်ဆံရင်တိုးတက်လာသည်တနင်္ဂနွေနေ့မှာဂျက်ဖရီစတီဗ်နဲ့ပြန်ဆုံတော့စတီဗ်ကမင်းဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ခဲ့ဘူးမှလားလို့မေးတဲ့အချိန်ဂျက်ဖရီကမလုပ်ဘူးလို့လိန်လိုက်တယ် မီရှဲကဓာတ်ပုံရိုက်ဖို့သဘင်တူးဝစ်ပေးပြီးစတီးဗ်ကတော့နာမည်အသင်းနဲ့ပတ်စပို့အသစ်နောက်ကျောင်းရာဇဝင်အတူဖန်တီးပေးတယ်။ဒါပေမဲ့ဒီနိုင်ငံကနေထွက်ဖို့ဒေါ်လာ9000လိုနေတယ်။ဂျက်ဖရီကရောင်းအောင်ရှာမယ်လို့ဂရီပေးလိုက်တယ်။ဂျက်ဖရီအပေါင်းဆိုင်ရောက်တော့ငကိုတိုင်းအမိုးပေါ်တက်ပြီးဖောက်ထွင်းတယ်။ဒါပေမဲ့မှားပြီးဘေးကရက်ဆိုင်တွေကိုကြာသွားတယ်။ဇော်ကြီးနေတော့နရံကိုဖောက်ပြီးအပေါင်းဆိုင်တွေကိုဝင်မိရာကနေသတိပေးနှိုးဆက်တွေကမြည်သွားတယ်။ဂျက်ဖရီတနက်နဲ့ကြီးအောင်ဝစ်ဆောင်ဝေးယူပြီးရှီတကားကိုဖောက်ကထွက်ပြေးသွားတယ်။ကစားစရာအဆိုင်ပြန်ရောက်တော့သူပုံးတဲ့နေရာကိုဖုံးဖို့တစ်သားပြားရီနဲ့တက်စင်တယ်။ ပြီးတော့မေ့ချ်ကဝန်ထမ်းတွေကိုလာမယ့်နှစ်ပတ်အတွင်းအစီအစဉ်အသေးစိတ်ပြောနေတာနားထောင်နေ။ခရစ်စမတ်ကာလဈေးဝယ်သူနဲ့ပတ်စံအများဆုံးရတဲ့ကာလမျိုးလုံခြုံရေးတိုးမြင့်မယ်။စောဖွင့်နောက်ကြမှာပြိမ့်မယ်။မေ့ချ်ကအားလုံးကို overrun အများကြီးစင်ခိုင်းတဲ့အချိန်စရာတည်ဆွဲလိုက်တယ်။အဲ့ဒီညမှာပဲဂျက်ဖရီကသူ့အစီအစဉ်လေးမှာလီဆိုင်မမရှိအောင်အလုပ်ချိန်ကိုပြင်လိုက်တယ်။နောက်နေ့ဂျက်ဖရီခရစ်စမတ်ပစ္စည်းအများကြီးကိုလိအိမ်ပို့ပြီးမှတမိသားစုလုံးဖျားချောင်းသွားကြသည်။လီတချင်းစုံနေရာကိုကြည့်ရင်ခွဲရတော့မှာကိုတွေးမိပြီးမျက်ရည်တွေကျလာပါသည်။ နောက်နေ့မနက်ဂျက်ဖရီမျက်နှာဖုံးဝိတနက်ကင်ပြီးကစားစရာဆိုင်ကိုဓားများတိုက်ဖို့ထွက်လာသည်ဝန်ထမ်းအလုံးကိုကြိုးတုပ်နေတော့လုံချုံရင်ဝန်ထမ်းကလက်နက်ဆွဲထုတ်ဖို့လို့လို့ဂျက်ဖရီမိအောင်ထိုးလိုက်ရသည်သွေးရည်မြင်တော့လူတိုင်းကလန့်ကုန်ကြပါသည်ဂျက်ဖရီကမစ်ကိုမိကန်တစ်တာဖွင့်ခိုင်းလိုက်ပြီးမှင်ဘုံကိုဖြုတ်ခိုင်းနေဘုံကတော့မေးရှက်မျက်နှာကိုမှင်နေပတ်လိုက်ချိန်မှာဂျက်ဖရီကငွေအိတ်ကိုအမြန်လူယူလိုက်တယ်အပြင်ထွက်လာချိန်ဝန်ထမ်းတစ်ယောက်ကစွမ်းနာကလုံချုံရင်ဝန်ထမ်းအတွက်လူနာတင်ရင်ခေါ်ဖို့ပြောတယ်ဂျက်ဖရီလည်းတနာပြီး911ကိုဖုန်းခေါ်နေတော့လှီရောက်လာတယ် သူမကအလံတကြားထွက်ပြီးတော့ဂျက်ဖရီလည်းနောက်ပြေးတစ်ခါကနေထွက်ပြေးလိုက်ရတယ်။ယဲရီအမြင်ရောက်လာပြီးလုံချုံရင်ဝန်ထမ်းကိုကယ်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ယဲရီဂျက်ဖရီရဲ့လက်ဝတ်နေရာကိုရှာတွေ့သွားပါပြီ။လီကိုမင်းမြန်တော့မျက်နှာဖုံးကြောင့်ဓမြဘသူမှမသိလိုက်ဘူးလို့ရှင်းပြတယ်။အဲဒီအချိန်မှာဂျက်ဖရီစတိဗ်ကိုပတ်စံပေးပြီးစာရွက်စာရန်တူတွေနဲ့ထွက်ပြေးဖို့အတွက်လေရင်လက်မှတ်တွေယူတယ်။ဂျန်ငင်းနိုင်တဲ့အမှတ်သားတွေကိုဖျက်ဆီးရမယ်လို့စတိဗ်ကရှင်းပြလို့ဂျက်ဖရီလည်းမတက်တာပဲသွားဆရာဝန်ရုံးကိုဖောက်ထွင်းပြီးမီးရှို့ပြစ်လိုက်ရတယ်။နောက်နေ့ဂျက်ဖရီလေစိတ်ကိုမောင်းနေတော့လီစီကဖုန်းဝင်လာတယ် ခြေတုံချတုံဖြစ်ပြီးတဲ့နောက်ကားရက်ပြီးဖုန်းကင်လိုက်တယ်။လီကသူ့ကိုခရစ်မတ်ညစာစားပွဲဖိတ်တယ်။ဂျက်ဖရီလည်းငွေနဲ့သွားဖို့အတွက်သဘောတူလိုက်တယ်။ခဏကြာမှတော့ဂျက်ဖရီလက်ဆောင်လေးနဲ့လီရဲ့အိမ်ကိုရောက်လာပါသည်။ဒါပေမဲ့ထောင်ချောက်ဖြစ်နေပြီးရဲတွေကသူ့ကိုဝိုင်းဖမ်းလိုက်ကြပါတော့တယ်။ရဲကားထဲမှာတော့လီကရေနာနာနဲ့ငုံနေရှာပါသည်။ဂျက်ဖရီက32နှစ်ထောင်နဲ့ထောင်လေးကိုပြန်ပို့ခံရသည်။လီယဲမိသားစုပုံကိုသူမိသားစုပုံဟောင်းပြီးမှကတ်ထားပြီးသူ့လုပ်ရတဲ့ကြောင့်ရခဲ့တဲ့နာကျင်မှုတွေနဲ့နောက်ဆက်တွဲတွေကိုအကြကြီးထိုင်တွေးပါသည် ဂျက်ဖရီထောင်ထဲမှာလိမ်မအောင်နေထောင်တွင်းစိတ်ပန့်ဖို့မှုဆိုင်ရာတွေးဆုံပွဲတွေတည်ရင်နောက်ဆုံးမှာတော့ဘက်ဂီကိုဖုံးပြန်ခေါ်ခွင်းရည်တခြားထောင်သားတွေကမင်းထက်ထွက်ပြေးအောင်မလားလို့မေးကြပေမဲ့ဂျက်ဖရီကတော့သူ့ပြစ်ဒဏ်ကိုလက်ခံလိုက်ပါပြီဒီနေ့လီလာထွေးတော့ဂျက်ဖရီတောင်းပန်လိုက်တယ်လီကအရင်ကတော့ဒေါသထွက်ခဲ့ပေမဲ့အတူရှိခဲ့တာတွေအတွက်တကယ်ပျော်ခဲ့ရကြောင်းပြီးတော့သူ့ကိုဖမ်းဖို့ရဲကိုကူမိခဲ့တာအတွက်လည်းတောင်းပန်ကြောင်းပြောပြတဲ့နောက်နှစ်ယောက်သားချင်းချင်းနာနာဖတ်လိုက်ကြပါတော့တယ် ဒီဇာလန်က Jeffrey Manchester ရဲ့တကယ်ဖြစ်ရမှန်ကိုအခြေခံထားတာဖြစ်ပြီးသူဟာ2009နဲ့2019ခုနှစ်မှာနှစ်ကြိမ်ထွက်ပြေးဖို့ကြိုးစားခဲ့ပါသေးတယ်။တကယ်လီကနောက်အိမ်အောင်ပြုခဲ့ပြီးဒီဖြစ်ပျက်နောက်ပိုင်းပထမဆုံးအကြိမ်သူ့ကိုလာတွေ့တယ်။ Jeffrey ဟာ2036မှာလူငယ်ချမ်းသာကွင်ရရှိနိုင်ပြီးလက်ရှိထောင်တွင်းစာကြည့်တိုက်မှုအဖြစ်လုံလုံနေပါလိမ့်။နောက်ထပ်ဗီဒီယိုတွေကိုကြည့်ဖို့အတွက် Subscribe လုပ်ပြီးတော့ Notification ကောင်းကောင်းလေးဖွင့်ထားလိုက်ပါဦး။ကျေးဇူးတင်ပါတယ်ခင်ဗျာ။